နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူဆန္ဒနည်းအရွယ်နဲ့မလိုက်အောင်အကူအညီပေးနေတဲ့နန်းဒေဝီပရိသတ်များလုံးမင်္ဂလာပါရှင့် New Zealand Top ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကိုရဲ့ပြည်သူတွေအခက်အခဲကြုံတွေ့နေရတဲ့အချိန်ကူညီပေးနေကြတဲ့အထက်မှာအရွယ်ရောက်ပြီးသားသူတွေတောင်မှကအခုလိုမျိုးငယ်ရွယ်တဲ့ကလေးတွေလည်းပါဝင်လာခဲ့ပါတယ်။အတန်ကသာငယ်ရွယ်ပေမဲ့အသိပညာကလည်းတကယ်ကိုကြီးမားပြီးတော့ဒူးကျွန်ထမြန်လာတဲ့သမီးလေးနန်းဒေဝီကသူမတတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ကူညီပံ့ပိုးပေးနေပါတယ်။ တမီးလေးနန်းတဲ့ဝီကအသက်၁၂နှစ်အရွယ်လေးသာရှိသေးတာဖြစ်ပြီးတော့နိုင်ငံတကာကဘာသာစကားတွေကိုလေ့လာသင်ယူပြီးထူးချွန်တဲ့သူလေးပဲဖြစ်ပါတယ်။ဒါတမကရဲစွမ်းတက်တဲ့နဲ့ပြေဆောင်ပြီးတော့ထူးချွန်ထက်မြက်တဲ့အရင်ချင်းနဲ့ကောင်းမွန်တဲ့စိတ်ဓာတ်လေးကိုလည်းပိုင်ဆိုင်ထားတဲ့အတွက်အခုလိုမျိုးပရိဟိတလုပ်ငန်းတွေမှာပါဝင်ကူညီရဖြစ်ပါတယ်။လက်ရှိမှာတမတော်မန္တလေးမြို့လေးကအခက်အခဲနဲ့ကြုံတွေ့နေရတဲ့မိဘပြည်သူတွေကိုကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေနေရမှာနိုင်ငံတကာအဖွဲ့အစည်းတွေကလာရောက်ကြတဲ့နေရာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံတရုတ်နိုင်ငံဂျပန်နိုင်ငံအစရှိတဲ့နိုင်ငံပေါင်းများစွာကကယ်ဆယ်ရေးအဖွဲ့တွေကလာရောက်ကူညီရေးကမှဘာသာစကားအခက်အခဲတချို့လည်းကြုံတွေ့ရတာဖြစ်ပါတယ်။တမီလီနန်နေဝီကတော့သူမရဲ့ရှေ့မှာအခုလိုမျိုးအများအကျိုးအတွက်လာရောက်ကူညီနေတဲ့ကယ်ဆယ်ရေးသမားတွေနဲ့တွေ့ဆုံပြီးတော့ဘာသာစကားအဆင့်ပြောင်းကြားတဲ့ကနေစကားပြန်တရားအဖြစ်နဲ့ကူညီလုပ်ကိုင်ပေးနေခဲ့ပါတယ်။ သူမကတကယ်ကိုမှတော်လက်ထမြတ်တဲ့သူလေးဖြစ်ပြီးတော့ဘာကိုမှကြောက်ရွံ့စိတ်မရှိဘူးလို့ပြောပြလာခဲ့ပါတယ်။မျက်စိရှိမှတည်းမိတ်ဆွေတွေနဲ့တငယ်ချင်းတွေပြည်သူပြည်သားပေါင်းများစွာကုန်ဆုံးရှုံးလိုက်ရတာဖြစ်တဲ့အတွက်ဒါရီကိုဘယ်လိုမျိုးကူညီပေးရမလဲဆိုတဲ့စိတ်ကလေးပဲသူမစီမှာရှိနေခဲ့တာပါ။ သူမကိုထိခိုက်မှလုံးဝမကြောက်ပဲပြည်သူတွေအလုံးအတွက်တတိရှိရှိနဲ့ကူညီပေးသွားမှာဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။သူမလူမျိုးပဲလိုင်းလံကူညီနေကြတဲ့သူတွေလည်းအဆအဆရရကြိုးဆိုင်ပြီးတော့ကိုယ့်ရဲ့ပြည်သူတွေအတွက်တက်ဆွမ်းတဲ့ဘက်ကနေကူညီပေးကြဖို့အတွက်မြတ်တာရက်ခံလာခဲ့ပါတယ်။တခြားသောနိုင်ငံတကာကလူတွေအနေနဲ့မြန်မာနိုင်ငံကပြည်သူပြည်သားတွေရဲ့အခက်အခဲတွေကိုပုံမသိရှိသွားပြီးတော့ဒီတမကများပြားတဲ့အကူအညီတွေကိုပေးနိုင်ဖို့အတွက်ဂျားရဲကနေစကပြန်တယောက်နေနဲ့လှုပ်ဆောင်ပြီးတော့ကူညီပေးနေတာဖြစ်ပါတယ်။ အများကြီးကူညီပေးနိုင်တာမျိုးမရှိပေမဲ့သူမတက်ကြွတဲ့ဘာသာစကားလေးတွေကိုအသုံးချပြီးရောစကားပြန်လေးနဲ့ကူညီပေးနေရတာကိုဝမ်းသာနေကြရပါလက်ရှိမှာတော့မန္တလေးမြို့မှာကူညီဖို့ရောက်ရှိနေတဲ့အိန္ဒိယနိုင်ငံကကူညီကယ်ဆယ်ရေးအဖွဲ့တွေမှာသူမကပါဝင်လှူဆောင်နေရဖြစ်ပြီးရောစကားပြန်တယောက်အနေနဲ့အခက်အခဲတွေကိုပြေလည်စေဖို့အတွက်တက်နိုင်သမျှစူးစမ်းနေခဲ့ပါတယ် တချို့တွေကအသက်ဘလောက်ပဲကြီးကြီးဘလောက်ပဲငွေကြီးချမ်းသာဥစ္စာတွေနဲ့ပြည့်စုံနေပါစေလူသားချင်းစာနာတဲ့စိတ်ဓာတ်မရှိတဲ့အတွက်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပိတ်ပင်တားဆီးနေရကိုတွေ့ရပါတယ်။အရန်ကိုချမ်းသာတဲ့တတိကြီးတွေဖြစ်လေပို့ပြီးတော့ဂုံမောင်းမာလီဖြစ်ပြီးတော့သူတို့ရဲ့အကျိုးစီးပွားထက်ဘသူကမှဂယုမဆိုင်တတ်ကြပါဘူး။ဒါကြောင့်မလို့မဆုံးရှုံးသင့်မယ်ဆုံးရှုံးလိုက်ရတဲ့ပြည်သူတွေများပြားနေပြီးတော့တကယ်ကိုမှစိတ်မကောင်းစရာအခြေအနေဖြစ်ပါတယ်။ ဆန္ဒနည်းအရွယ်သမီးလေးနန်းဒေဝီကတော့အဲ့ဒီလိုလူတွေနဲ့ကွဲခြားစွာလူသားချင်းစာနာထောက်ထားပြီးရရဲစွမ်းတက်တီးနဲ့လည်းပြည့်စုံတဲ့အတွက်အခုလိုမျိုးတတ်နိုင်တဲ့ဘက်ကနေပါဝင်အားဖြည့်ပြီးတော့ကုညီလှူဆောင်ပေးနေရကိုတွေ့ရပါတယ်လက်ရှိမှာအိန္ဒိယနိုင်ငံကကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့စကြပြန်လောက်ကန်ရှင်နေ၊ကုညီပေးနေတယ်လို့နောက်ထပ်တခြားသောအဖွဲ့အစည်းတွေလည်းထပ်မံပြီးတော့ကုညီပေးသွားအောင်မယ်လို့ဆိုပါတယ်။အခုလိုမျိုးအသက်၁၂နှစ်အရွယ်ကောင်မလေးတယောက်ကနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ပြည်သူတွေကိုကယ်တင်နေတဲ့ပုံမှန ာပြည်သက်ကြီးတို့အနေနဲ့ရောလေးစားမိကြလားဆိုတာပြောသွားခဲ့ပါအောင်ရှင်အဆုံးတကြီးချုပ်ပေးရအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်